hello 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 အားလုံးပဲမင်္ဂလာပါဘိုးဘောင်မချန်ကနေကြိုဆိုပါရစေဆိုတော့ဒီညကတော့ကျွန်တော်တို့ကပွဲကောင်းရှိတယ်ဗောလေလဘောင်းနဲ့ Manchester United ရရှိမယ်ကစားမယ် Premier League ပွဲစဉ်၈ပါလဘောင်းတင်ရဲ့ Anfield Queen မှာလည်းရရှိမယ်ကစားမှာဖြစ်တယ်ဘောနော်ဆိုတော့ watch long ကလည်းကျွန်တော်ထုံးတမ်းနိုင်မယ်ဒါ Manchester United ပွဲဖြစ်တဲ့ကျွန်တော်တို့ United show မှာကျွန်တော်ရှိပါတယ်ဒီညလာပြီးတော့ကျွန်တော် join လို့ရပါတယ်ဆိုတော့ညီကိုတို့ဒီပွဲမှာဘယ်လိုရလဲထွက်ပေါ်လာမယ်ထင်ကြလဲအခုရှိတာကတော့နှစ်သင်းစလုံးကတော့ကိုစီခက်ခဲတယ်နော်ကိုစီတိုင်ပတ်ထားမှုတွေနဲ့နော်ဒါ အဆင်မပြေတာရှိနေတယ်ပေါ့လေဒါပေမဲ့အဲ့ဒီတဲကမှာလီဗာပူးတင်းတွက်ကတော့တိတ်ပြက်တနာမရှိဘူးပေါ့လီဗာပူးတင်းက9ပွဲမှာသူတို့တွေ9ပွဲအထိအနိုင်ရထားရင်းနဲ့အခုဆိုလို့ရှိရင်တပွဲမကင်သေးတာတောင်မှအဆင့်3ဆိုတဲ့အခြေအနေမျိုးမှာလီဗာပူးတွက်ကလည်းဟိုဒုက္ခကတော့ရောက်မနေဘူးဗျာအမှန်တမ်းပြောရရင်ဒါပေမဲ့ကိုရီမန်ချက်စတာယူနိုက်တက်ကတော့အဲ့လိုမဟုတ်ဘူးကွနော်ကျွန်တော်တို့ပရီးမီးယားလိ9ပွဲကစားပြီးတဲ့အချိန်မှာ3ပွဲနဲ့3ပွဲရှုပ်ပြီးတော့တပွဲပဲတည်ရထားသေးတယ်အခုဆိုရင် အစင်းစက်တစ်တွေပါတွေပဲကျွန်တော်တို့ပြန်ပြီးတော့ရောက်လာပြီဒါဟာဘလို့မှအချီနီကောင်းမဟုတ်ပါဘူးအဲ့လိုအချီမှာတိုင်ပတ်နေပါတယ်ဆိုတဲ့အချီနီမျိုးမှာလီဘာအူးနဲ့ရှင်မင်းကစားရတယ်ဆိုတာမျိုးကဟိုပူလို့တောင်မှကျွန်တော်တို့စူးသေးတယ်ဗောနော်သူတမင်လီဘာအူးကွင်းမှာဆိုရင်ယူနိုက်တက်ကနောက်ဆုံး၅ပွဲကစားတဲ့အချီမှာတပွဲပဲကျွန်တော်နိုင်ထားသေးတယ်ကျန်တဲ့၄ပွဲမှာကျွန်တော်နော်ရှုံးတာတွေတည်ကြတာတွေနဲ့တင်တိုင်ပတ်နေတာဒါကလည်းပဲအဲရစ်တန်ခါရဲ့လက်အောက်မှာ ကျွန်တော်တို့ anfield ကမှာကစားရင်4-3နဲ့နိုင်ခဲ့တဲ့ပွဲပေါ့နော်ဆိုတော့ liverpool ကဟိုအရေးကြီးပါတယ် liverpool တွက်ကလည်းသူတပင်းသူတို့အိမ်ကွင်းလေးဖြစ်တယ်ပေါ့နော်နံပါတ်1အိမ်ကွင်းလေးကျွန်တော်တို့ဖြစ်တယ်အာနီစလော့မှာကလည်းပြီးခဲ့တဲ့နွေရာသီပြောင်းရွှေ့မှာဘီလီယံဝက်နီးပါးလောက်ထိငွေသုံးထားပြီးတော့ဒီလိုပြဿနာတွေကြုံနေရတယ်ဆိုတော့လေအစင်ကမပြေပြန်းဘူးဘာလို့လဲဆိုတော့နောက်ဆုံး3ပွဲကျတဲ့သူတို့တွေရှုံးထားတယ်ဒါပေမဲ့အဲ့ဒီရှုံးထားတဲ့3ပွဲစလုံးကတော့အဝေးကွင်းရလက်တီပေါ့နော်3ပွဲကျတဲ့သူတို့ရှုံးနေထားတယ်အီဆက်ကဂိုးမသွင်းနေဘူးဆာလာကယုံကန်နေရတယ်ဂက်ပိုကပုံမှန်ခြေစွဲမရှိဘူး Florian VS ကလည်းပဲကျွန်တော်တို့ဘောနော number တွေပြောင်းနိုင်တာမရှိသေးသလိုနောက်တန်းကလည်း Van Dijk တယောက်လောက်သာအဆင်ပြေနေတဲ့ချိန် Van Dijk ကလည်းပြီးခဲ့တဲ့ပွဲဒီမှာဝေဖန်မှုတွေရင်ဆိုင်ထားတဲ့ချိန်ဒီမျိုးမှာ Liverpool မှာလည်းသူ့ပြဿနာနဲ့သူရှိနေပါတယ်။ဒါကိုရီနဲ့ရှိရင်တော့ပြဿနာကမကြီးဘူးပေါ့လေ။နောက်တစ်ခုက Liverpool တင်းကအဆင့်1က Arsenal က16မှတ်ရသွားပြီးတော့သူတို့နဲ့၄မှတ်ကွာသွားပါပြီ။၄မှတ်ကွာသွားပါပြီနော်။ဆိုတော့သူတို့ ਨੇ ထိတ်တိုက်တွေးနေတဲ့အချိန်မှာတော့ငါတောင်မှလေဘောက်တင်းကအမှတ်ဖြတ်ထားနိုင်သေးတယ်။ဒါပေမဲ့အခုဆိုရင်လေဘောက်ကလီးမှတ်ကွာသွားပြီ အဲ့ဒီတော့ဒီ Manchester United ကိုသာ Liverpool တင်းကအနိုင်မယူနိုင်ခဲ့ဘူးဆိုရင်ဒီအမှတ်ကွာဟာမှုကတော်တော်လေးကိုဒါ Liverpool အတွက် PR ရောက်သွားမှာသူသဖြင့် Manchester City ဆိုလို့ရှိရင်လည်းပဲအခု Liverpool တင်းနဲ့တက်မှတ်တာသွားပြီယာစီစတော့ငါဆိုလို့ရင်ကျွန်တော်တို့အားလုံးသိသလိုပဲ Manchester City ဘလောက်ထိတောင်းမှာပေါ့နော်အဲ Liverpool တင်းအောက်မှာရှိနေတယ်လေအမှတ်ဒီဘလောက်ကွာနေတယ်လဲပေါ့အခုဆိုလို့ရှိရင်တော့ Liverpool က Manchester City ကိုသူတို့ရဲ့အဓိကဒီ title challenger တွေဖြစ်တဲ့နှစ်တင်ကသူတို့ကိုအမှတ်ဒီပါတယ်ကျွန်တော်တို့ကြော်သွားပြီ ဆိုတော့ United ကသူတို့အိမ်ငွေးမှာရှုံးလို့မဖြစ်တယ်လို့တည်တောင်မှစိတ်ပြီးတော့ကြည်နဲ့လို့မသိနေပွဲမျိုးလေပါဦးဘက်ကသူတို့အာဆင်နယ်ကိုအမှတ်မိဖို့အတွက်တက်နေတဲ့များ PR ပေးဖို့အတွက်သူတို့ကြိုးပမ်းမဲ့ပွဲဖြစ်တယ်သုံးပွဲတက်တိုက်ရှုံးနေထားတာဖြစ်တဲ့အတွက်ဒီပွဲနိုင်ဖို့ကြိုးပမ်းမယ်အိမ်ကွင်းလည်းဖြစ်တဲ့အတွက်ရှုံးလို့မရဘူးအာနီစလော့အတွက်ကလည်း၄ပွဲတက်တိုက်ရှုံးနေပါ냐ဆိုရင်အချိန်ကြီးကကောင်းတော့မှာမဟုတ်ဘူးအဲ့ဒီတော့ဟိုလီဗာပူးအသင်းအနေနဲ့အန်ဖီကွင်းမှာသူတို့နိုင်ကိုနိုင်မှရအောင်သူတို့ကစားပြနိုင်မှသူတို့ဖြစ်မယ် ဒါကိုလီဗာပူးသင်းတကယ်အနိုင်ရအောင်ဆွမ်းဆောင်နိုင်မလားပေါ့လီဗာပူးမှာကတော့နီးပြအာနီစရယ်လက်အောက်ဒီယာဒီမှာဖလိုရီရှိတယ်ဗောနော်ရှိတယ်ဆိုတာဒီအာနေချက်ဒီကျွန်တော်ရှိတယ်ဗောလေခန်စစ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့အဲဂီယိုပါလိုကစားမမျိုးတွေကိုအစားမထိုးနိုင်လိုက်တဲ့အခါကျတော့တော်တော်တိုင်ပတ်နေရတယ်ဖရင်ပေါင်စီကနေပြီးတော့အကောင်းဆုံး performance မရသေးသလိုကာကက်စီကနေပြီးတော့လည်းအကောင်းဆုံး performance ကိုမရသေးဘူးတော့ဒါအပြင်ဘန်ဒိုက်တယောက်လောက်ပဲအားကိုးနေရပြီးတော့ကိုနာတီကအမှားတွေလုပ်တာတခါတလေမှာဂရီဗန်ဘတ်ကူတောင်စန်နဘက်တွေစင်ကစားခိုင်းရတာ ဒါမျိုးတွေနော်ဆိုဘူလိုင်းကို right back မှာကစားခံရတာမျိုးပေါ့ဆိုတော့ Alexstar C ကနေပြီးတော့လေပြီးခဲ့တဲ့ယာတိကလို performance မျိုး Liverpool အသင်းကမရသေးတယ်လို့ Salah တို့ဘာလို့ C ကနေလဲဒီတိုင်းပဲခေါ်ထားပါတယ်ဆိုတော့ Isak ကလည်းဒါသူတို့ရဲ့ပေါ့သူရဲ့သူတို့ပြောနေငါ Isak ပဲဆိုတော့ performance မျိုးမရသေးဘူးဗျ Shugo Akitiki ကတော့တော်တော်ကောင်းနေတာနော်အဲ့လိုမျိုးတော့ကျွန်တော်ရှိတယ်ဒါပေမဲ့ကိုသင်းနဲ့ကျမအကုံထအကောင်းကြရင်တော့မင်းကြက်တီတုံးနေပေါ့လေနော်ကိုသင်းနဲ့ကြရင်တော့အကုံထမကောင်းဘူးလို့တယ်ဆိုတော့အဲ့လိုမျိုးဆိုတော့ Liverpool ဘက်ကလည်းနီးပြတယ်မဟုတ်ဘူးကစားမားတွေပါတိုင်ပတ်နေတဲ့အချိန်မျိုးပါ ဒါရီကိုပြောင်းလဲဖို့လီဗာပူးကကျွန်တော်ကြိုးပမ်းမှာပေါ့နော်ဆိုတော့သူတို့ကွင်းလဲဖြစ်တယ်မန်ချက်စတာယူနိုက်တက်ထက်လဲစာရင်လဲသူတို့ကဒါချန်ပီယံဖြစ်တာတဲ့စကွတ်တဲကိုမှနောက်ထပ် half billion လောက်အထိအာအစားထိုးထားတယ်ဆိုတော့ United ကတော့သူတို့အနေနဲ့ဒါသူတို့နဲ့လူစင်းရပဲရှင်ရှင်လက်ရှိနီးပြအချင်းကြီးရပဲရှင်ရှင်ကလပ်တင်းရဲ့လက်ရှိအနေထားရပဲရှင်ရှင်အားလုံးကတော့အားသာတယ်ဆိုတာမျိုးတော့မရှိဘူးပေါ့လေဒါပေမဲ့အဲ့လိုအနေထားမှာကိုကူဒီဘာလုံးနိုင်မှာလဲပေါ့နောက်တစ်ခုက Manchester United ကတည်းကမျောလင့်ချက်ကအများကြီးမရှိဘူးပေါ့သူတို့ပြင်း ဒီဒီဘက်နှစ်ပိုင်းတွေကိုကျွန်တော်ကြည့်ကြည့်ရင်လေဘာဟုတ်ကဒါတိုက်တဲ့ချယ်လင်ဂျာတွေဖြစ်တယ်ဖလားတွေရတယ်အဲ့လိုအနေထားမှာကိုရီးယားကကျတော့ဟိုလိုလိုဒီလိုလိုတွေဖြစ်နေတာပြီးခဲ့တဲ့ယာတီကလည်းအဆင့်15တွေပါနေတဲ့ယာတီတိန်းငယ်တို့နော်ယူရိုပါလိကိုတော့မှဖလားမရနိုင်ခဲ့ဘူးလို့ဒိုင်းမှုတွေကျွန်တော်ဂျုံနေရတာဆိုတော့အခုဆိုလို့ချင်းကျွန်တော်တို့ဒီတပတ်တပွဲမှာကစားရပြီးတော့ငါတို့ပူတူးတက်လာမှာပဲလို့မျှော်လင့်ထားတဲ့ယာတီမှာတောင်မှကျွန်တော်တို့ရဲ့ performance တွေက consistent မဖြစ်ပါဘူးဒါအပြင်ကြားထားတဲ့ရလက်တီကလည်း back to back ပေါ့နော်ကျွန်တော်တို့ရဲ့ပွဲစဉ်တွေနိုင်နေဆိုတာမျိုးကလည်းကျွန်တော်မရှိဘူးအဲ့တော့ဟို အကြေတကယ်နဲ့ကျွန်တော်တွေးကြည့်ရအချင်းဒီတွေကထင်သလောက်ထိဟုတ်မနေဘူးပေါ့နော်အမိုရီရဲ့လက်အောက်မှာကျွန်တော်ဒီယာဒီတော့အော်သူ့အနေနဲ့ယာဒီကိုခြေစမ်းပွဲစီနေရမယ်တိုက်စစ်ကလည်းတုံးဝဆလို့ပြောင်းလေးပြောင်းလေးပေးထားတယ်နော်ဂူဒမားလည်းကျွန်တော်ခေါ်ပေးထားတယ်တပတ်မှလည်းတပွဲလောက်ပဲဆိုတဲ့ခါကျတော့ဖီဖီချင်းနဲ့တော့တိုးတက်လာမှာပဲလို့ကျွန်တော်မျှော်လင့်တာဒါပေမဲ့အမိုရီကိုယ်တိုင်ကသူ့ရဲ့ယုံကြည်မှုကိုအပြောင်းလဲမလုပ်ဘူးဒီအတင်းကိုချင်းခဲ့တဲ့ပုံစံကိုအပြောင်းလဲမလုပ်တဲ့အချင်းဒီမျိုးမှာဟိုပြိုင်မဲ့နီးပြတွေတွေကသူ့ကို analyze လုပ်ရတာမျိုးနော်ကြိုတင်ပြင်ဆင်ရတာမျိုးသူ့ကိုရင်ဆိုင်မှုကကျတော့လွယ်သလိုဖြစ်သွားရောအဲ့ဒါမျိုးနဲ့နေကျွန်တော်တို့က ဟိုရက်လက်တီကလည်းရှင်းနှောင်းဒီအချင်းဒီမကောင်းเนาะကျွန်တော်တို့ဒါဟိုဇက်တိုက်နိုင်နေဆိုတာမျိုးတွေကလည်းမရှိတိုင်မှုတွေနဲ့ကျွန်တော်တို့တိုင်ပက်နေတာသုံးပွဲကစားရင်ရက်လက်၃မျိုးထွက်တယ်ဗျာငါးပွဲကစားရင်ရက်လက်၃မျိုးကျွန်တော်ထွက်တယ်ဗျာเนาะတပွဲနိုင်နေနှစ်ပွဲတီကြနှစ်ပွဲရှုံးနေဆိုတာမျိုးတွေကျွန်တော်လာတာအခုဆိုကျွန်တော်ခုနှစ်ပွဲကစားပြီးပြီသုံးပွဲတီကျွန်တော်ရှုံးနေပြီးသွားပြီเนาะတပွဲတီကြထားတဲ့သုံးပွဲပဲကျွန်တော်နိုင်ထားသေးတယ်ဒါဘလို့မှအချင်းကြီးကောင်းမနေဘူးကိုထက်ပူပြီးတော့လူစင်းအားနေတဲ့အသင်းကြီးကကိုထက်ပူကောင်းအောင်လှုပ်ပြထားနေကြတာဒီရာဒီမှာအဲကြောင့်အဲ့လိုအနေထားမှာ လီဗာပူးကွင်းကိုသွားကစားမယ်ဆိုတာမျိုးကတော်တော်ကိုမလွယ်ဘူးလို့ကျွန်တော်ပြောတာဒါပေမဲ့လည်းလို့ပေါ့နော်မန်ချက်စတာယူနိုက်တက်ကစားမတွေတယောက်ချင်းစီတိုင်းကတော့ဒါအာယုံဆိုင်မှုအပြည့်နဲ့ကျွန်တော်တို့ဒီလုံးဝနော်မိနစ်တိုင်းစက္ကန့်တိုင်းကိုကျွန်တော် USD ဘာတွေလုံးဝနော် loss မဖြစ်တာမျိုးနော်ဘောလုံးတွေရှင်လူတဲ့နေရာတွေမှာအာသာကြဲကြအောင်ကျွန်တော်လှုပ်တာမျိုးနော်အမြင်ဘောတွေဘာတွေရှင်လူနိုင်တာမျိုးတွေဖြစ်အောင်ကျွန်တော်ကြိုးပမ်းမှာပဲအဲ့တော့ Manchester United နဲ့ Anfield မှာတွားကစားမဲ့ပွဲကမလွယ်တာမှန်ပြီးမဲ့လေလို့ပေါ့နော်ပွဲစကတည်းက အယုံဆိုင်မှုအပြည့်နဲ့ကျွန်တော်သာကိုယ့်ဘက်မှာကောင်းကောင်းစတင်နိုင်နေဆိုလို့ရှိရင်လေပါဦးသိန်းကိုတနည်းဒီပုံဒုက္ခပေးနေမှုကျွန်တော်ရှိမှာပဲလေပါဦးသိန်းရဲ့ဘက်ကလည်း၃ဘွဲ့ဆက်တိုက်ရှုံးနေထားပြီးတဲ့ချီနေမျိုးမှာအန်ဖီကွင်းမှာဆိုရင် United မှာမဟုတ်ကျန်တဲ့ဘဲအသင်းနဲ့ပဲဖြစ်ဖြစ်သူတို့ comeback ပြန်လာနိုင်ဖို့နော်သူရလက်ကောင်းနေပြန်ပြီးတော့မြင်လာနိုင်ဖို့သူတို့ကြိုးပမ်းပေးရမှာပရိသတ်တီဟာလက်ရှိမှာအာနီစလော့နဲ့ပတ်သက်ပြီးတော့ဝေဖန်လာကြပြီအာပြီးခဲ့တဲ့ယာတီကနော်ဆလော့ဘာလဲဒီယာဂင်ကလော့ရဲ့နော်လူစင်းနေမှုဖြစ်တာ ဒီဘက်သူ့အတူလည်းတိဆောက်နေရောကြည်ပါလားဒီလောက်ငွေသုံးထားတာတောင်မှအဆင်မပြေတော့ဘူးဘာညာပြောတာတွေလည်းရှိတယ်ပေါ့လေဒါဖလားရထားတဲ့နီးပြတော့အဲ့ဒီတော့နီးပြအန်မိုရင်လိုမျိုးအခြေအနေဆိုကျွန်တော်တို့ဒါစဉ်းစားတာကျွန်တော်ကြည့်တော့အဲကြောင့်အန်မိုရင်တွက်ကတော့မလွယ်ဘူးလို့ကျွန်တော်ပြောတာဒီဘွဲကတော့ဗျာကိုဒီတွက်ကမျိုးလင်းချက်ကတော့တိတ်မရှိပါဘူးမနိုင်ပြောရင်ဒါပေမဲ့လေလို့ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကိုပဲယူနိုက်တက်ကဒုက္ခပြနေမှုကျွန်တော်ကြိုးပမ်းမှာ လေပါဦးမှာအရာအလုံးအားသာချက်ရှိနေပါတယ်အိမ်ဝင်းအားသာချက်ရှိနေတယ်လူစင်းအားသာချက်ရှိနေတယ်ချန်ပီယံဖြစ်ထားတဲ့စကွက်ကိုပိုင်ဆိုင်ထားတယ်နွေရာသီပြောင်းရွှေ့မှာကောင်းတဲ့လူစင်းတွေကိုအစားထိုးထားတယ်သုံးပွဲစရိုက်ရှုံးနေထားပြီးတော့အိမ်ကွင်းမှာပြန်ကစားတဲ့ပွဲဖြစ်တဲ့အတွက်အိမ်ကွင်းမှာအခြေအနေကောင်းမှုသူတို့ကအိမ်ကွင်းအားသာချက်တွေကျွန်တော်တို့ရှိတယ်အဲ့တော့ United အနေနဲ့အရာအလုံးကိုကျွန်တော်ဒုတိယနေရာကနေကျွန်တော်ကစားမယ့်နေထားမျိုးမှာဘယ်လောက်ဒုက္ခပေးနိုင်မလဲပေါ့ညီကတို့နေရောဒီပွဲမှာဘယ်လိုရလဒ်တွေထွက်ပေါ်လာမယ့်ထင်ကြပါလဲသူနည်းကြပါအောင်အားလုံးကိုချစ်သူများကြီးတင်ပါတယ်